စင်ရှင်ရနာပစ္စည်းတွေကိုရှာဖွေမပေးတဲ့ Sky Villa Condo ရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကိုဖွင့်ဟလာတဲ့ဒုက္ခ Diamond မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Special နေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါတယ်ရှင်မန္တလေးမြလင်ကျောင်းပြိုကျတဲ့အဆောက်အဦတွေထဲမှာ Sky Villa Condo က ကွယ်လွန်တဲ့သူများပြားခဲ့သလိုဆုံးရှုံးမှုလည်းများပါတယ်။တတိအတိုင်းဝိုင်းနေတာနေထိုင်တဲ့ကွန်ဒိုဖြစ်တဲ့အတွက်ပြဿနာတွေကလည်းတောက်လျှောက်တက်နေရတာပါ။ဒါအပြင်အဆောက်အဦတစ်ခုလုံးပြိုကျတဲ့အပေါ်မှာ Sky Villa ကွန်ဒိုဘက်ကတာဝန်ယူမှုလေးအနေနဲ့တောင်မရှိဘူးဆိုပြီးတော့ကျင်းချင်းမိသားစုတွေကစိတ်တုန်နေကြတာဖြစ်ပါတယ်။ဒါတင်မကသေးပဲနောက်ဆက်တွဲရှင်းလင်းတဲ့အချိန်မှာဖြစ်လာရတဲ့ပြဿနာကတော့ ပြိုကျတဲ့ချိန်မှာဗားရဲပစ္စည်းတွေကိုပြန်ရှာခွင့်မပေးတာကြောင့်ဖြစ်ပါတယ်။မိသားစုဝင်တွေမှာမိသားစုအရင်းခြားတွေကိုလည်းဆုံးရှုံးရသလိုပစ္စည်းတွေကိုလည်းပြန်မရပဲဖြစ်နေရပါတယ်။ဒီထဲမှာဒုက္ခဒိုင်းမွန်စိန်ရွှေရတနာဆိုင်လေးအပါအဝင်မှာမိသားစုဝင်၄ဦးလုံးကခွဲလွန်သွားတာကြောင့်ဖခင်ဖြစ်သူနဲ့သမီးငယ်နှင်းစီလင်းဝင်းတို့သာကျန်ရရပါတယ်။ကျန်ရခဲ့တဲ့မိသားစုဝင်တွေနေနဲ့ သူတို့စိန်ရွှေရတနာဆိုင်ရဲ့ပစ္စည်းတွေကိုပြန်ယူဖို့စူးစမ်းနေရလည်းဖြစ်ပါတယ်။ပြောကြနေတဲ့အစအဦးမှာလက်ဝဲရတနာတွေအများကြီးရှိနေခဲ့ပါအများကြီးရှိနေကြောင်းကိုလည်းကွန်ဒိုကတာဝန်ရှိသူတွေကိုအသိပေးထားခဲ့ပါတယ်။တာဝန်ရှိသူတွေဘက်ကနေတိုက်အောက်မှာရှိနေတဲ့ပစ္စည်းတွေကိုပုံနဲ့တကွပြပေးပါလို့တောင်းဆိုလာခဲ့ပါတယ်။ဒါကြောင့်မို့ဒုက္ခတိုင်းမမီသားစုရဲ့ဖခင်ဖြစ်သူကနေပစ္စည်းတွေရဲ့ပုံအသေးစိတ်ကိုပို့ပေးခဲ့ပါတယ်။ပစ္စည်းပုံတွေကိုတရားကြည့်ဖို့ယူသွားပေမဲ့အခုချိန်ဒီဘာပစ္စည်းကိုမှ ပြန်ပေးခြင်းမရှိပါဘူးပစ္စည်းပြန်ရမယ်လို့ပြောလို့သွားယူချိန်မှာသိန်းပေါင်းထောင်ချီတန်တဲ့ပစ္စည်းတွေမဟုတ်နေပဲသမီးငယ်ဖြစ်သူရဲ့ passport နဲ့ P2 နဲ့ရုပ်သားဖြစ်ပါတယ်ဂျန်နယ်လဝိရတနာကိုတော့ဘာမှပြန်ရခြင်းမရှိပါဘူးပစ္စည်းအလုံးရဲ့တန်ဖိုးကိုတော့ထုံမပြောထားပေမဲ့ ဒိန်ပေါင်းတောင်းကျော်လောက်အထိရှိနိုင်တာပါဆိုင်ခွင့်ထားတာမို့မှန်လို့မရအောင်အထိရှိနေတာပါမိသားစုဝင်လေးဦးကိုလည်းဆုံရှုံထားရတဲ့အပြင်ပစ္စည်းတွေကိုလည်းပြန်ရှာလို့မရတဲ့အတွက်တော်တော်လေးကိုစိုးတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြတာဖြစ်ပါတယ်ဒါအပြင်ပစ္စည်းတွေကိုရှာခွင့်လည်းမပေးတာမို့မိသားစုဝင်တွေမှာခံပြင်းနေရတာပါမင်းစီလင်းဝင်းတို့ကမိခင်နဲ့ မမိသားစုကိုလည်းကိုရိုင်းဘက်ဖိုးတွေငားပြီးတော့ပရိတ်အတင်းနေနဲ့ရှာခဲ့ရတာပါပစ္စည်းကိုလည်းကိုရိုင်းရှာမယ်လို့ခွင့်တောင်းပေမဲ့ Sky Villa Condo ဘက်ကနေပေးမရှာတာဖြစ်ပါရင်ပစ္စည်းတွေကိုပေးမရှာပဲပြိုကျပျက်စီးနေတဲ့ပစ္စည်းတွေကိုရှင်းလင်းကညီတွေနဲ့ အတွင်းအဆတွေကိုလည်းကားနဲ့တည်နေတာပါဒုက္ခတိုင်းမောပိုင်ရှင်ဖြစ်သူကတော့အခုလိုတည်နေတာကသူတို့ဖြစ်စည်းတွေအကုန်ပါသွားလောက်ပြီပေါ့လို့ယူဆနေပါတယ်ဆိုင်ဖွင့်တာရောမို့အဲ့ဒီဖြစ်စည်းတွေသာပြတ်မရရင်ဒုက္ခတိုင်းမောမိသားစုအတွက်ကတော့ဆိုင်ဖွင့်ဖို့တောင်ခက်ခဲဖြစ်သွားနိုင်ပါတယ်ပုံတွေကိုတောင်းပြီးတော့မှပြန်ပေးခြင်းမရှိတော့တာမို့လူများကတော့ကွန်ဒိုတောင်းဝင်ရှိသူတွေကမယူသားလို့ဝေဖန်နေကြတာပါပူလောင်နေရတဲ့အချိန်မှာအပူကနှစ်ခါဆင့်နေရတာဖြစ်ပါတယ်တကယ်တော့ဒုက္ခတိုင်းမော မိသားစုတစ်ခုရဲ့တင်ပြန်မရတာတော့မဟုတ်ပင်တခြားသူတွေလည်းပြန်မရပါဘူး။ဒိမောင်းများစွာတန်တဲ့ပစ္စည်းတွေကိုရှာဖွေမရနေတဲ့ဒုက္ခတိုင်းမမိသားစုအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လေးပရိသတ်တို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ထင်ဆက်မှုတွေမှာလည်း Global Media Newspaper ပြည်သက်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရဲ့ရှင်။